မြန်မာနဝချန်နယ်ကိုအစစ်တဆိုင်အားပေးနာဆိုင်နေကြတော့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြီးတော့ပရလောကနဲ့ဂမ္ယဇလားကောက်လေးတွေကိုနေ့စဉ်ရွေးချယ်တင်ဆက်ပေးနေပါတယ်။ဒီကနေ့မှလည်းပရိသတ်များနားဆင်ရမယ့်ဇလားလေးကစာရေးဆရာမောင်တင်ဆက်ရေးသားထားတဲ့ဘိုးတော်ပင်နဲ့ကြောက်အိုးဖျားကုန်းဇလားအပိုင်း၁ကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။ငညို့ရေတို့တွေငါးမိသွားခောက်ကြရအောင်။ ေးသွားကြတာပေါ့ဘယ်ဟိုသွားကြမှာလဲဒီနားတိမ်ပေါ့ကွာတန်ငုတ်ထိတ်မှာတိဆောက်ထားတဲ့တဲတလုံးအတွင်းထဲကထွက်ပေါ်လာတဲ့စကားသက်တချို့တောင်ဝလဲလောက်ကြတဲ့သေးငါနှစ်ယောက်ဖြစ်တဲ့ငညွနဲ့အောင်ဖေးလို့အမိရတဲ့လူရွယ်နှစ်ယောက်တို့ဟာအချင်းချင်းစကားပြောဆုံနေကြပါတယ်။သူရင်တားရဲ့ကက်ဆေးနဲ့မှုကြောင့်ဟင်းကောင်းမစားရတာကြပြီဖြစ်တဲ့အောင်ဖေးဟာသူ့ရဲ့လုံပေါ်ကိုင်မဲ့လက်ဖြစ်တငယ်ချင်းလက်ဖြစ်တဲ့ငညွငါမီသွားခုတ်ဖို့ပြောလိုက်တယ်။ဒီအခါမှာငညွဟာ တဲကောင်ရဲမှာထားထားတဲ့လေးယောက်တုံးဓမီကိုယူပြီးတဲအပြင်ကိုတစ်ချက်ထိုးကြည့်လိုက်ကဓမီကတော့အားရှိသားသွားမယ်ဆိုသွားတော့ပေါ့အေးအေးအောင်ဖေဟာငညွန့်နဲ့ညှိနှိုင်းလို့ရောက်သွားပြီဖြစ်တာကြောင့်တဲပေါ်မှာရှိတဲ့ကြက်ကုတ်ဓာတ်ကိုခါးချထိုးပြီးပလိုင်းကိုကောက်လှဲလိုက်လိမ့်တယ်ငညွန့်လည်းသူ့ရဲ့လက်ဆွဲတော်ကြက်ကုတ်ဓာတ်ကိုယူပြီးလေးဝါထည့်ထားတဲ့လွယ်အိတ်ကိုပါလိုလိုမဲ့မဲ့ယူဆောင်လို့နှစ်ယောက်သားတဲကုန်းပေါ်ကနေဆင်းလာခဲ့ကြတယ်ဓမီကင်ထားတဲ့ငညွန့်ဟာ အောင်ဖေကိုရှေ့ကနေသွားစီပြီးတဲကုံအစင်လမ်းမှာစကားဆိုလိုက်တယ်။အောင်ဖေတို့ဘယ်သွားကြမှာလဲ။ဥပြူချောင်းနဲ့သွားတာပေါ့။အဲ့ဒီချောင်းကရင်းနစ်တယ်နော်။အဲ့ဒါဆိုကြောက်ဦးရိုးချောင်းမှာသွားကြတာပေါ့။အောင်ဖေမင်းဒီနေသားမဟုတ်တဲ့အတိုင်းပဲ။ကြောက်ဦးဖျားကုံဘယ်လောက်ကျဲနေဆိုတာမင်းလည်းသိရတာနဲ့။တို့ကဖျားကုံကိုသွားတာမှမဟုတ်တာ။ရိုးချောင်းနဲ့ပဲသွားမှာလေ။ဘာလဲမင်းကတသက်မရှိဘူးလား။ အော်ဘေးရဲ့စကားကြောင့်ငညွတ်တစ်ချက်ပြုံးပြီးတော့ငညွတ်ဆိုတဲ့ငါအဖော်ပါရင်ငရဲပြေတော်ပေါဝင်နေကွာတိလားဟောက်မှလည်းလုံတော့ပြီးမှအောင်ဖေးပြန်ကြရအောင်လာမလုံနဲ့ဟာအောင်ဖေးအောင်ဖေးမင်းနဲ့ပေါင်းလာတာငငယ်ကလေးရပါကွာငါအကြောင်းမင်းသိရတာနဲ့အေးပါအေးပါအပြောကောင်းတဲ့ငညွတ်ကြာလာနွားလာမကြခင်သိရမှာပေါ့ကွာလောဘကပဲတငယ်ချင်းတယောက်ဟာစကားတပြောပြောနဲ့ငါမိခုတ်ဖို့အတွက် ချောင်းအိုးအမီရတဲ့ချောင်းအိုးလေးစီကိုထွက်ခွာသွားခဲ့ကြပါတော့တယ်။ရေထဲမှာတော့ငရဲတကောင်ဟာချီလီနေသောချောင်းညိုအတိုင်းလွန်းလွန်းလို့ငိမ့်ငိမ့်ညောင်ညောင်ကူးခတ်လို့နေပါတယ်။ဒီမြင်ကွင်းကိုဖြစ်ချောင်းရီထဲမှာအသက်မထွက်ပဲတိတ်ဆိတ်ငိတ်သက်စွာရင့်နေတဲ့လူနှစ်ယောက်တည်းဟာတယောက်ကသူ့ရဲ့လက်ထက်ကဓမီအယောက်ကြောင့်မြင်နေရတယ်။မကြသောအချိန်မှာတော့အေးစိတ်ငိမ့်ညောင်စွာတွေ့ရွေ့ကူးနေတဲ့ငရဲရဲ့ကိုပေါ်စီအသွားထက်လာတဲ့ကြဲကုတ်တာကြောက်ရောက်သွားပြီး ငရဲကဆက်လက်မကူးခတ်နိုင်တော့ဘူး။ငညို့ရီတခါချက်တော့ရပြီကွာ။တို့တွေပြန်ညိုင်မကောင်းလား။ဟာမင်းကလေတခါချက်လောက်နဲ့ဘာလာလုပ်တာတော့။ဒီလောက်ငါတွေပေါ်နေအောင်ထတ်ခုံကြတာပေါ့။ရှေ့ဆက်သွားရင်ကြောက်အိုးဖျားကုန်းကိုရောက်တော့မှာနော်။အောင်ဖေမင်းပြောတော့တဲပြီးတက်တက်ရှိလာပါရဲ့ဆို။အခုဘာဖြစ်တာလဲကွာ။တို့ဟာဖျားကုန်းမော်တက်ပြီးငါမိခုမှမဟုတ်တာ။အေးကွာပြောများတော့လည်းသွားတာပေါ့ အော်ဖေကအရှိရနဲ့ဓမီတစ်ဖက်ဓာတစ်ဖက်နဲ့ခြောက်ရုပ်အတိုင်းဆက်သွားနေလေတယ်။ဘေးတစ်ဖက်တစ်ချက်မှာရှိတဲ့ဝရုံနဲ့နွယ်ပင်တွေနဲ့ပဲမင်တွေရှိတဲ့ရိုးချောင်းလေးအတိုင်းဆက်သွားခဲ့ကြတယ်။ညမကြတဲ့အချိန်မှာတော့တစ်ပေတပင်ကနေစူးဝါစွာအော်မြင်လာတဲ့ငှက်တစ်ကောင်ကြောင့်သူတို့နှစ်ယောက်ကြောထဲမှာစိတ်ငင်းနေဖြစ်သွားတယ်။ဒူးလောက်သာရှိတဲ့ရေထဲမှာလမ်းလျှောက်နေတဲ့အောင်ဖေနဲ့ငညို့တို့နှစ်ယောက်ထဲမှာရှေ့ကလမ်းလျှောက်နေတဲ့အောင်ဖေကရုတ်တရက်ရက်တန့်သွားတဲ့အတွက် ငညွတ်ကလေးသာတိုးတိုးနဲ့မေးလိုက်တယ်။အောင်ဖေဘာဖြစ်လို့တော့ဟာရှေ့မှာရေတံကြောင်းလိုက်သလားလို့ငါ့ဘွားနေတာနေမှာပေါ့မဟုတ်ဘူးနော်လူလန်းလျှောက်နေတဲ့အတန်ပြိုးကတို့လို့ငါမင်းခုတ်လာတဲ့လူတွေများလားမဖြစ်နိုင်ဘူးကငါမင်းခုတ်တာဒီလောက်ထိခြေတံပြင်းမှာမလားဒါဆိုဝင်နေများလားဒီတော့မှဝင်တော့မရှိတော့ပါဘူးကလာသွားကြည့်ကြတာပေါ့ အောင်ဖေကရိုးကြောင်လေးမှာကူးခတ်နေမဲ့ငါးတွေကိုဓမီနဲ့ထိုးကြည့်မနေတော့ပဲနဲ့အတန်ကြာရအရှို့ဓမီထိုးထားရင်နှစ်ယောက်သားလမ်းလျှောက်သွားလိမ့်တယ်။ညမကြတဲ့အချိန်မှာတော့ရေပြင်ကိုခက်ကြက်ကြက်နင်းပြနေတဲ့ခြေတံကိုစတဲ့ကြားလိုက်ရတယ်။အောင်ဖေကဓမီနဲ့ချောင်းဟုတ်တစ်လျှောက်အရှိတဲတော့ထိုးထားရင်တွေ့ရွေ့လမ်းလျှောက်လို့နေတယ်။ချောင်းကွက်လေးကိုကြော်ဖြတ်ပြီးသွားတဲ့အချိန်မှာတော့သူတို့နဲ့အတန်လန်းတဲ့နေရာမှာပစိုးကိုကရောင်းမြောင်ကိုကြိုက်ထားပြီး အပေါ်ပိုင်းဗလာနဲ့ဇဗီရှီတို့ရှုပ်ပွားနေတဲ့လူတယောက်သူတို့နှစ်ယောက်ကိုကြော့ပေးလို့မတည့်ရက်နေတယ်။တင်ပြငွေကြောင့်အောင်ဖေကအနောက်ကငညို့ခတ်တိုးတိုးနဲ့စကားဆုလိတယ်။ဟိုလူကဘသူတုံးကမသိဘူးကသူ့ကိုကြည့်ရတာလည်းအယူကျနေရပဲ။အေးကွာဒီကောင်အဲ့လိုလှုပ်နေပုံနဲ့ဆိုရင်တော့ငါခေါက်လို့ရမှာမဟုတ်ဘူး။အောင်ဖေကပြောပြောဆိုဆိုနဲ့အရှိရနေအယူလိုတတ်မှတ်ထားတဲ့လူရှိဟာစီကိုသွားလိုက်တယ်။ မလမကရောက်တဲ့အခါအဲ့ဒီလူက၆ရီတည်းစီလက်နဲ့နှိုက်ဖမ်းတော့သူ့ရဲ့လက်ထဲမှာကြီးမားတဲ့ငရဲ့ကြီးတကောင်ဖမ်းမိသွားတာကိုတွေ့ရတယ်။အောင်ဖေဟာသွားလက်ဆခြေလန်းတွေကိုရက်တက်လိုက်ပြီးငေးကြည့်နေငါငညွန့်ကိုစကားဆိုလိုက်တယ်။ငညွန့်ဟိုကောင်းလက်ထဲမှာငရဲ့ကြီးငါ့တဲ့တပိတ်တာကြောက်လောက်တယ်။အေးကွာဒီကောင်ဘယ်လိုများဖမ်းလိုက်တာလဲမသိဘူး။အေးအဲ့လိုဖမ်းအောင်နေတော့မိတယ်ဆိုတော့ အဲ့ဒီနားမှာငါတော့တော်တော်ပေါ်တယ်ထင်ပါတယ်ကွာပေါ်လို့ဖမ်းမိရပါဘောကွာသူတို့နှစ်ယောက်လာစားလို့စကားတူတူတတမပြောပဲခက်ကြဲကြဲစကားဆိုလိတယ်ဒီအချိန်သူတို့နှစ်ယောက်ရဲ့စကားပြောတဲ့အကြောင်းထင်ပါရဲ့တခြားဘက်ကမျက်နှာမူနေတဲ့ငင်းရဖမ်းမိထားတဲ့လူကရုတ်တရက်တဖြည်းဖြည်းလူးနေတဲ့ငါအရှိကြီးကိုပါဇက်နဲ့ကိုင်ကသူတို့ကိုလှည့်ကြည့်လာလိတယ်နေရတဲ့မျက်လုံးအစုံမြကွေးခွက်ခွက်နဲ့ပါယူကကကြားမှာသွားဆွေတွေကအပြင်ကိုထွက်နေပြီး ရေဆူနေတဲ့ဇေဝီတချို့ကမျက်နှာကိုဖုံးလွှမ်းလို့နေတယ်။ကြောင်ကြီးကနဲ့ဓမီနဲ့ထုတ်ပြီးထားတဲ့အောင်ဖေကရုတ်တရက်တရင်ဝင်လာပြီးတော့တေးဟုတ်ဟုတ်တယ်တေးမင်းတို့အဲ့ဒါကြောင့်ဒီကိုမလာဝါနဲ့ဆိုကွာအောင်ဖေနဲ့ငညို့တို့ကြောက်အားလက်အားနဲ့လာရလန်းအတိုင်းပြန်လှည့်ပြေးပါတော့တယ်။သူတို့ရဲ့အနောက်ကနေလေခြေသက်တပွန်းပွန်းပေးလို့လိုက်ပါလာတဲ့အတန်ကိုကြားနေရတယ်။ချာယုံလေးအတိုင်းအမောတကောပြစ်ထွက်လာတဲ့အောင်ဖေနဲ့ငညို့တို့ဟာ ကန်ကောင်းထောက်မောက်စွာနဲ့သူတို့နေထိုင်တဲ့တဲကိုပြန်လဲရောက်ရှိလာခဲ့တယ်။တဲစီကိုရောက်တာနဲ့နွားမျိုးပေါ်မျိုးကိုပို့ပြီးအရှိန်မြင့်အောင်ထင်းထက်လိုက်သလိုတဲပေါ်မှာရှိတဲ့ရေနေစီမြူကွက်ကိုလည်းထုံညိလိုက်တယ်။အဲဒီလိုအလေးရောက်ကောင်းကောင်းမြင်လိုက်ရတဲ့အခါကျမှသာကြောက်စိတ်တွေကပြေလျော့သွားပြီးတယောက်နဲ့တယောက်စကားဆိုလိုက်ကြတယ်။မညော့ထိုသိတော့မလို့ကွာ။မင်းငါပြောပါတယ်။ကျောင်းဦးဖျားကုန်းနာနီးလာပြီဆိုတာ။ငါလည်းမင်းကိုပြောတာပဲလေ။ အခုထိရင်တုံနေတော့ကွာကျောင်းဖျားကွာဘာဖြစ်လို့အဲ့လောက်ကျန်းနေရလဲမသိဘူးနော်တချို့ပြောတာတော့ရန်နာတိုက်ရှိလို့ဆိုလားရန်နာတိုက်ရှိရှိပါအောင်ကွာအခုကဖျားကိုတက်ပြီးဥမချရဲလောက်တဲ့အထီကိုကျန်းလာတော့မဟုတ်သေးဘူးအော်ဖေနဲ့ငညွန်းတို့ဟာမိဖို့ပြေးမှထိုင်ပြီးစကားဆိုနေကြတယ်သူတို့ခုတ်ထားတဲ့ငါးတွေရလဲဘယ်စီကိုချချရိတ်ခက်မဲမသိတော့ပလိုက်ထဲမှာဗလာနေတီမို့စိတ်လေသွားခဲ့တယ် ငါးတွေလည်းဘဲကြလို့ကြကြမယ်မသိဘူး။ငါးဟင်းလေးစားကြမှာတယ်ဆိုမှတေးလိုက်လို့ထွက်ပြရတယ်လို့ကွာ။ဟုတ်ပါကွာ။သွေးထန်ကလည်းတကယ့်ကိုကက်စီ။တခါလာလဲငပိနဲ့ပဲလို့ငါ၆တောင်အယိုးပဲပြီးတာကွာ။ဒိုးဘွားတွေကလည်းတဲ့ပြီးမလွဲပါဘူးကွာ။အောက်ဖိနဲ့ငညိုးနှုတ်ရဲ့ဘွားဆွလွန်လှပြီလေ။ကြီးလေတော့ရတဲ့ထုံးစံအတိုင်းသူတပားအိမ်မှာတေးငါပြုတ်လို့ရတယ်။တေးငါလောက်ရပြီဆိုရင်ဖြင့် ကိုပါလဲရမရှိလို့ပဲဒါကြောင့်လဲသင်းကလှုပ်တဲ့လူအများစုကညနေဘွဲများလာပြီလူအမျိုးမျိုးစိတ်ထွေထွေမှုတချို့တော့တင်းထောင်တွေကသူတို့ငါထားတဲ့တင်းငါတွေကိုမိသားစုတို့ဖွဲကြောသားရင်သားမခွဲပဲဆက်ဆက်ကျွေးမွေးကြလေတယ်အဲ့ဒီလိုတင်းထောင်တွေကစိတ်ကောင်းစေတနာနဲ့ပြည့်စုံကြတဲ့သူတွေဖြစ်ပါတယ်သူတို့နဲ့ခြားနာစွာတင်းငါကိုဖြစ်တယ်လို့ကျွေးမတန်တဆခံပြီးတော့စိတ်ယုတ်မာတဲ့တင်းထောင်တွေကလည်းဒုနယ်တည်းရှိတယ် တို့ရဲ့မိသားစုတွေအတွက်ကောင်းမွန်တဲ့ဟင်းလျာတွေကိုချက်ပြုတ်စားတော့ပြီးတရင်ငါတွေကိုတော့ငပိငချောက်သာကျွေးမွေးလိတယ်။ငပိဆိုပေမဲ့လည်းကောင်းမွန်တဲ့အမျိုးအစားမဟုတ်ပဲဝကျွေးတဲ့ငပိတာတာဖြစ်တယ်လို့ငချောက်ဆိုရင်လည်းကောင်းမွန်တဲ့အသားတွေကိုဖဲ့ယူထားပြီးတော့အယိုးနိုင်ခြင်းဖြစ်လေ။အဲ့လိုစိတ်ထားအောက်တန်းကြတဲ့တရင်တိုင်တွေအဖို့ဘလို့တရင်ငါတွေကစိတ်ကောင်းစေတနာထားလို့အလုတ်လုတ်ပြီးခြင်းမမလဲ။အခုအောက်ပင်နဲ့ငညွန်းတို့ရဲ့တရင်တိုင်ကလည်း သူတို့ပေါ်စေတနာမရှိလားဒါကြောင့်ဟင်းစားငတ်နေတဲ့အတွက်ငါးမီသွားခုတ်ရကတရေအချောက်ခံရလို့ခွေပြေးဝက်ပြေးပြေးလာရတဲ့အတွက်နွားမီးပိုနဘေးမှာနှစ်ယောက်သားစိတ်ပြက်လက်ပြက်နဲ့ထိုင်ချပြီးစကားပြောဆိုနေကြတယ်အစီမပြေမှုတွေကိုပြန်ပြောင်းပြောတဲ့အခါကြောက်စိတ်တွေလွင်ပါသွားလိမ့်တယ်ဒီအတွက်တရေကိုမြင်ရတဲ့အချင်းအလားကြောက်စိတ်တွေမရှိတော့ပဲသူတို့ရဲ့ဘဝပေးအခြေအနေတွေကိုသာအပြန်အလှန်ရင်ဖွင့်ရင်အားမလို့အားမြဖြစ်နေတယ် ဒုနေယဘွားလည်းစိုးရံကောဘာဖြစ်လို့လဲအောင်ဖေကနေရတော့လေအိတ်ကုတ်မှလေသူများအိမ်မှာလူငါလုတ်ခဲ့ရတာကလည်းအရွယ်ရောက်ပြီးစုကြရပဲမင်းနဲ့ငါနဲ့ကရွှေတုံငွေဆောက်မပြောနဲ့အလူမဝတ်ဖို့ပစိုးတထည်တာကောင်းကောင်းမွန်မွန်ရှိလို့လားအောင်ဖေရဲ့စကားကြောင့်ငညွန့်ငိတ်သက်သွားတယ်အောင်ဖေပြောတာမှန်ပါတယ်သူတို့ဟာစေကျော်တဲ့အရွယ်ကလေးကဇာတိရွာမှာတမကတခြားသောရွာတွေမှာပါတင်းငါလုတ်ကြရတယ် အသက်အကြီးဆုံးဖြစ်တဲ့တားကိုတာကြီးဩရတလို့ခေါ်တွေ့စေတယ်။ဒါတော့ပြည်စုံကြွယ်ဝတဲ့မိသားစုတွေအဖို့တာကြီးဩရတအနေနဲ့အနည်းချောက်မဲ့ထင်တယ်။စီးရတဲ့မိသားစုမှာပေါက်ဖွာလာတဲ့သူတို့အဖို့ကတော့အကြီးဆုံးသားဖြစ်ရတာနဲ့ကြီးလေးသောတာဝန်ကိုထမ်းဆောင်ရလိမ့်တယ်။လူစိတ်ရှိတဲ့သူကတော့ပုံပြီးပြတ်မှတ်မယ်လို့ထင်ပါရဲ့။နုနယ်သောနှလုံးသားကိုပန်ဆိုင်ထားခြင်းကြောင့်လေမိဘညီအကိုမောင်နှမတို့ကိုဒုက္ခကောင်းဆန်စွာပြုတ်ခွာလို့မတော်ရက်ဘူး။ ဒါကြောင့်တရင်ကလှုပ်ပြီးမိသားစုကို ပြဲ့ကြည့်နေတဲ့သူတို့နှစ်ယောက်ရဲ့ဘဝအတော့ကိုနှုံချလှပီးတယ်။ရွာမှာအလှူတက်ရှိဝစ်စရာ ပစိုးကောင်းကောင်းတထည်မရှိသလိုအခုအချိန်မှလည်းလိုလဲမလိုအတော့။ဘာကြောင့်လဲဆိုတော့အခုသူတို့အလှုပ်လှုပ်ပေးနေရတဲ့တရင်တိုင်ကအလှူတက်တွေရှိနေမှပေါက်ခွင့်မပြုဘူး။အောက်ဘေးနဲ့ငညွန့်တို့ဟာသူတို့ဘဝအကြောင်းတွေကိုတွေးတော်ရင်ဘာစကားမှမပြောဖြစ်ပဲစိတ်မချမ်းမသာဖြစ်နေတဲ့အချိန်တေကုန်းရှိရာစီအောက်ခြေစီက လူတယောက်ရဲ့အော်ခေါ်တဲ့ခက်ချက်ချက်ကြားလို့ရတယ်။တေးရှင်တို့တေးရှင်တို့ပြောဘယ်သူရောမင်းတို့ကြံနေတဲ့ဟာပြန်လာပြီးတာတဲကောအောက်ချီကအဲ့ဒီလိုစကားပြန်လာတာကြောင့်အောင်ဖိနဲ့ငညိုတယောက်တယောက်မျက်နှာတယောက်ကြည့်ကြတယ်။ဒါဘယ်သူအတန်တော့ကမသိဘူးလေကွာတို့ကြံနေတာဆိုတော့ဖာကြံနေလို့လေ။အော်မနက်ကဦးတန်းလာရဲ့အကွက်တဲလဲစားထဲသွားထိုးပေးသေးတယ် အဲ့ဒီမှာနွားလံပေါ်နဖားချိုကျန်နေရဲ့မင်းတို့ကငါပြောသေးရဲ့လေအောင်ဖေရ။အော် အေးဟုတ်တယ်။မင်းငါ့ကိုပြောတယ်။အဲ့နောက်မှာတော့အောင်ဖေရမိဘုံနာကနေတဲကောအောက်ချီကအော်ပြောတဲ့လူကိုပြန်ပြောလိုက်တယ်။လာလေဗျာတဲဘော်တက်ခဲ့ရင်းနှီးချတဲ့ထားတယ်။အေးအေးအောင်ဖေတဲဘော်တက်ခါမီတိတ်မကြခဲ့တဲပီဆွဲထားတဲ့တင်ကောကနွားနှရှိရလွန်း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 ဖြစ်လာတော့ငညိုကတင်ကောရဲ့ဘေးဘီဝဲရောက်ကိုဓမီနဲ့ထိုးကြည့်လိုက်တယ်။ ဘာမှလည်းမရှိပါဘူးကွာနွားတွေဘာလို့များလက်နေတာပါလဲအေးကွာသူတို့နှစ်ယောက်စကားပြောနေတဲ့အချိန်တဲပြင်မှာလူတယောက်မတည့်ရနေတာကိုတွေ့လိုက်ရတယ်အဲ့ဒီလူကသူ့ရဲ့လက်ထက်ကဆွဲလာတဲ့အရာတစ်ခုတဲပေါ်စီလှမ်းလို့ပြစ်ချလိုက်ပြီရော့မင်းတို့ကြံခဲ့တာအဲ့ဒီအတားကြောင့်အောင်ဖိန်နဲ့ငညို့ဟာနွားတင်းကုတ်ကိုအာယုံရောက်နေရကတဲပြင်မှာရှိတဲ့လူကိုဓမင်းနဲ့ထိုးကြည့်လိုက်မိတယ်ဒီခါနှစ်ယောက်သားတကိုယ်လုံးအေးဆက်တောက်တင်းသွားခဲ့တယ် အကြောင်းကငါမီခုတ်စင်ဟာသူတို့တွေ့ခဲ့ရတဲ့မကောင်းဆိုးဝါတရေကောင်ဖြစ်နေတယ်။သူတို့ဘာစကားမှမပြောဘဲကြောက်ငင်းနေတဲ့ချိန်မကောင်းဆိုးဝါလို့သူတို့ထင်မှတ်ထားတဲ့သူကသူပြစ်ချလိုက်တဲ့အရာဝတ္ထုကိုလက်ညှိုးညွှန်ပြပြီးအသက်အော်ကြီးနဲ့စကားဆိုလိုက်တယ်။မင်းတို့ကြံခဲ့တဲ့ငါတွေကိုအကုန်ကောက်ပြီးလာပေးတာ။နှကောင်တော်အပူဖမ်းလာပေးသေးတယ်။ရောက်နေ။မင်းတို့ကငါ့ကိုကြောက်နေရလား။ဟုတ်ဟုတ်တယ်။မင်းတို့ကြောက်စရာမလိုပါဘူး။ မင်းတို့လည်းမင်းတို့ဝဲအတွက်ရှာစားတာငါလည်းငါဝဲအတွက်ငါရှာစားတာငါနာမည်မှတ်တာတာတီကြီးရဲ့မင်းတို့ချောင်းဝဲထဲမှာကြက်တလောက်ငါရှာနိုင်တယ်ဟုတ်ဟုတ်ကဲ့တာတီကြီးဆိုသူကဒီမြတ်သောစကားကိုပြောပြတာနဲ့တဲကုန်းပေါ်ကနေဆင်းသွားလိမ့်တယ်အဲ့ဒီခါမှာကနာမငယ်ဖြစ်နေတဲ့နှွားတွေလည်းညိတ်သက်သွားခဲ့တယ်ဒီနောက်မှာတော့ငညို့ကတာတီကြီးပြစ်ချပေးတဲ့ငါးတွဲတွေကိုလက်ထဲကဓမီနဲ့ထိုးကြည့်လိုက်တော့ငါးတွေအများကြီးတွေ့ရတယ် ဒီနောက်ငညွတ်နဲ့အောင်ဖီတို့တယောက်မျက်နာတယောက်ကြည့်နေမိကြတယ်။ဟေးအောင်ထထထငါတားတဲ့ဤ။ဗျခမရဘာလာလောက်တာလဲ။အေးမင်းတို့ပြေးစရာရှိလို့။ဗျဘာပြေးမလဲ။မင်းနဲ့ခင်ညာဖျားကုန်းမင်းတို့နှစ်ယောက်လာခဲ့။ဘာလို့ရမလဲ။ကြောက်တော့စောင်းမလို့လား။မဟုတ်ဘူး။မင်းတို့စည်ရဲတရလွတ်အောင်လှုပ်ပြီးမလို့မင်းတို့လာမလား။ဖျားကုန်းကအကျဲ့ကြီး ေနာကိုလာမှာလဲဖះကုန်းတောင်ကြီးကကြောက်ဖြာကြီးနာကိုလာခဲ့ကြားလာဟုတ်ဟုတ်ကဲ့အောင်ဖေတယောက်အဲ့လိုထူးထူးဆဲဆဲအိမ်မက်ကိုမှတ်ပြီးလန်နိုးလာခဲ့တယ်သူနိုးလာပြီးအိယာကထထလိုက်တဲ့အချိန်ဘေးမှာအိမ်နေတဲ့ငညော့လဲသူ့ကိုစကားဆိုလာတယ်အောင်ဖေဘာဖြစ်တာလဲအိမ်မက်မက်လို့ကွာတာတီကြီးကိုအိမ်မက်မက်တာလားအေးဟုတ်တယ်မင်းကဘယ်လိုလုပ်သိရလဲငါလဲအိမ်မက်မက်လို့လေ မင်းကဘလို့မှတ်တာလဲတာဒေကြီးဆိုတဲ့လူကငါတို့ကိုကြောက်အိုးဖျားကောင်းကိုလာခိုင်းနေငညူရဲ့စကားကြောင့်အောင်ဖေအတော်အော်နေမိတယ်။သူမက်ခဲ့တဲ့အိမ်မကငညွတ်မက်တဲ့အိမ်မနဲ့အတူတူပဲ။အတော်ကိုထူဆက်နေတော့အဲ့ချင်စိတ်မရှိတော့ပဲတဲအောက်စီကိုဆင်းခဲ့တယ်။သူဆင်းလိုက်တာနဲ့ငညွတ်လည်းတဲဘဝကနေလိုက်ဆင်းလာခဲ့တယ်။အဲနောက်မှာတော့အောင်ဖေကမိတိုက်ထားပြီးမဲနေတဲ့ယူနီအိုးလေးကိုအဖုံးဖွင့်ကြည့်ပြီးနောက်နွားမိဖို့ပေါ်တင်ပြီး ငညွန့်ကိုစကားဆိုလိုက်တယ်။ငညွန့်ရင်စင်းတော့စဉ်းစားစရာပဲကွ။ဘာလို့လဲအောင်ဖေ။ဟိုနီးကတာတေကြီးဆိုတဲ့လူကငါတို့ကိုငားလာပေးတယ်။အခုလည်းအိမ်မက်ပေးတယ်။ငါထင်တော့ငါတို့ကိုရံမပြုတ်ဘူးဆိုတာသိတာလေ။ရံပြုတ်ချင်မှတော့ငါတို့ကိုတခုခုလှုပ်သွားမှာပေါ့ကွ။ဘလို့လှုပ်ပြီးချိန်နေတဲ့ငါတွေလာပြီးမှတယ်လေ။အေးငါတို့ဘလို့လှုပ်ကြမလဲ။ဘာလို့လဲကွ။ တာတေကြီးချင်းတဲ့နေရာကိုသွားမလားတို့အတွက်တခုခုတော့ထူးမယ်ထင်တယ်အောင်ဖေးငါတော့သွားကြည့်ချင်တယ်ကွာတို့တွေလည်းဒီတေးငါဘွားနဲ့ပဲဘွားမဆုံးချင်ဘူးတခုခုတော့အကျိုးရှိနေလောက်တယ်ကွာမင်းရောဘလို့ထက်လဲအကျိုးမရပဲဘေးရနေဘလို့လုံးမလဲကွာမှန်ချက်နဲ့နှက်ထက်မကိုက်ဒုက္ခမင်းရလဲကွာငါတို့အခုဘွားလည်းဘာများခင်တွေစရာရှိလို့လဲ ငညွရဲ့စကားကြောင့်အောင်ဖေဘာမှပြက်မပြောပဲတွေးတော့နေမိတယ်။ငညို့ပြောတာလည်းမှန်တယ်။တနေ့ပြီးတနေ့ကျွဲလို့နွားလို့ရုန်းကန်နေရတယ်ဆိုပေမဲ့သူတို့ရဲ့ဘွားတိုးတက်မလာအောင်။ဒါကြောင့်ငညို့ပြောသလိုတာတေကြီးချင်းဆိုတဲ့နေရာကိုပွားဖြစ်အောင်သွားမယ်လို့ဆုံးဖြတ်ချက်ချလိုက်တယ်။ကဲတေမြေကြီးရှစ်ရွှေထီးပေါ့ကွာ။ကန်တရားအလှည့်ပေးတယ်လို့ပဲသဘောထားလိုက်မယ်။ငါတို့သွားကြတာပေါ့။အဲ့လိုလှုပ်ဆဲမှအောင်ဖေကဒီလိုနဲ့အောင်ဖေနဲ့ငညို့တို့ အိမ်မက်ထရတာတေကြီးပြောတဲ့ကြောက်ဦးဖျားကုန်းတောင်ချူကိုသွားဖို့ဆုံးဖြတ်ချက်ချလိုက်တယ်။ကြောက်ဦးဖျားဒီနေမှာတော့နမယ်ကြီးတဲ့နေရာတစ်ခုလဲထုံနေတဲ့တောင်သူဦးကြီးတူဖျားဆင်းနှုတော်တွေတွေ့ရှိရကအဲ့ဒီဖျားဆင်းနှုတော်တွေကိုထာမနာတဲ့ပြီးတော့ရွာနဲ့လမ်းနဲ့ကြောက်ဆိုင်ကြောက်သားတွေအနှဲငယ်ရှိတဲ့တောင်ငုံပေါ်မှာဇေဒီတဲထားတယ်။နေကရွာသားတွေဟာဇေဒီကိုဖျားလို့သာတုံ့နှုံပြီးအိုးတွေတဲ့ကြောက်တုံးတွေတရှိတဲ့တောင်ငုံပေါ်မှာဇေဒီတဲထားတာကြောက်လေ။ ျောက်ဦးဖျားလို့အမိတွင်လိတယ်။ဇေဒီတီရှိရကုန်းကိုလည်းကျောက်ဦးဖျားကုန်းလို့တတ်မှုချပြန်တယ်။ကျောက်ဦးဖျားကုန်းကအတော့နာမည်ကြီးတယ်။တခါငှက်ပြစ်တဲ့ငှက်မှုဆိုတယောက်ကျောက်ဦးဖျားကုန်းပေါ်မှာငှက်လာပြစ်တယ်။ဖျားကုန်းပေါ်မှာဘသူမှသူတစ်ပါးအသက်ကိုတက်ချေအမှုမပြုကြတဲ့အတွက်အဲ့ဒီဖျားကုန်းပေါ်မှာအတော့ကောင်ငယ်တွေနဲ့အမျိုးစုံသောငှက်တွေပေါများလိတယ်။ငှက်ပြစ်သမားအယူသေးတယ်ဆိုတာထက်မထင်မှတ်မြင်ပြုတ်တတ်တဲ့လူယူတယောက်ဖြစ်လို့ ရွာလူကြီးတွေရဲ့ပြောဆိုဆုံးမမှုကိုမလင်းမဆလုပ်ပြီးဖရာကုံးမှာငှက်နဲ့တောချက်ကိုလာပြစ်လိုက်တယ်။ငှက်ပြက်သမားကသူ့ရဲ့လေးကွာနဲ့တောချက်ဖားတကောင်ကို ချိန်ရလှက်လိုက်တယ်။တောချက်ဖားကြီးကသူ့ကိုဂယူးမဆပဲသူ့ရဲ့ခြေတွေနဲ့ဝါရွက်ချားမှာရက်ပြီးအစာရှာလိုက်တယ်။ငှက်မုံဆိုးကလည်းအဲ့ဒီချက်ဖားကြီးကိုလောက်လေးကွာနဲ့အားကုန်ဆွဲပြီးပြစ်လိုက်တယ်။ငှက်မုံဆိုးပြစ်လိုက်တဲ့လောက်ဆောင်လုံးကအရှိန်ပြင်းစွာနဲ့တောချက်ဖားကြီးရဲ့ဥကောင်းကိုတိတိကျကျထိမှန်ပြီးဥကောင်းပုတ်ထွက်သွားလိုက်တယ်။ ကြပါကြီးကတောင်မှတစ်ဖြက်ဖြက်ခတ်လို့တေးအပ်ဆဲဆဲအချိန်ကိုရောက်သွားတယ်။ဒီအခါမှာငှက်မုတ်စွာတစ်ချက်ပြုံးပြီးကြပါကြီးကိုပွားကောက်မလို့ပြင်းတဲ့ချိန်ဥကောင်ဖွင့်နေပြီးအတောင်တစ်ဖြက်ဖြက်ခတ်နေတဲ့ကြပါကြီးကရုတ်တရက်ပြက်လက်မတက်ထရက်လာပြီးအတောင်ခတ်ကတုံမြူလိတယ်။ငှက်မုတ်စိုးလည်းကြောင်မိရကြည့်နေမိတယ်။တော်ကြပါကြီးရဲ့အကွက်ကွက်အသက်သုံးချက်စေတုံမြူတဲ့အခါတတော်လုံးမှာရှိတဲ့ကြက်တုံတန်တွေညှန်းစီလာသလိုတောင်မှတစ်ဖြက်ဖြက်ခတ်တဲ့တွေလည်းကြားလိုက်ရတယ်။ အဲနောက်ဘယ်ရဘယ်လို့ရောက်လာမှမသိတဲ့အကောင့်တရာလောက်ရှိတဲ့ရဲရဲညီညီတဲ့တော်ချက်ပါအုပ်လိုက်ကြ။ငမုတ်ဆိုးလက်ပြီးခုတ်ပါတော့တယ်။ငမုတ်ဆိုးလည်းပါလာတဲ့ဓာတ်နဲ့အဲ့ဒီကြက်တွေကိုပိုက်ဖြတ်ခုတ်ထစ်ပေမဲ့အခုတ်ခံအဖြတ်ခံရတဲ့ကြက်တွေကလဲကြအသေးဆုံးချင်းမရှိပဲ။ဥကောင်းပြက်နေတဲ့ကြက်တွေကဥကောင်းမရှိတဲ့ခန္ဓာကိုယ်တက်တက်နဲ့တောင်လိုက်လံခွက်လို့တော့ငမုတ်ဆိုးရဲ့ဒီကောလုံးကြက်တက်တွေစူးကုန်တယ်။ထလာတဲ့တော်ချက်ပါကြီးတွေရဲ့အတက်ချုံချုံတွေက ငတ်မောက်ဆိုးရဲ့နေရင်မျက်လုံးနဲ့လက်ဝင်းပြင်တကိုယ်လုံးကိုထိုးပတ်ဝင်ရောက်ကုန်လို့ဟိုဆိုးကကြောက်လက်တကြားနဲ့အော်ဟစ်ပြီးတောင်မောကနေဆင်းပြေးပါတော့တယ်မျက်လုံးတွေကလည်းကြက်တက်ဆူထားတာကြောင့်မမြင်မဆန်းနဲ့ပြေးလွှားရင်ဝါးခောက်ထားတဲ့ဝက်ချုပ်ငုတ်ပေါ်လဲကျပြီးအသက်ဆုံးရှုံးသွားခဲ့တယ်ဒီရာကညပြလာတဲ့ကြောက်ဦးဖျားကုန်းမှာဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်တရားတစ်ခုပဲဖြစ်ပါတယ်ယခုအချိန်မှာတော့ဖျားကုန်းကတိတ်ဆိတ်ငြိမ်သက်နေပြီး တန်ကုန်းတိုင်မှာရှိတဲ့ထုံးပြူပြူစီရီရဲ့ထီးတော်ကထွက်ပေါ်လာတဲ့ဆဲလက်တန်တွေကတစ်ချက်တစ်ချက်နားပြောပွဲထွက်ပေါ်လို့လာတယ်။လာဆိုင်ရဲ့ဖြစ်တာကြောင့်လာရဲ့အလေးရောင်ကဇီရီော်နဲ့ဇီရီတီရှိဟာတောင်ကုန်းတစ်ခုလုံးကိုဖျက်ချက်ထားတဲ့အတွက်အတိုင်းတော်မဟုတ်တိုင်ခက်ပြပြမြင်နေရလေတယ်။ဒီဖျက်ကုန်းကိုလာရောက်နိုင်တဲ့လမ်းမှာ လူနှစ်ယောက်လမ်းလျှောက်လို့နေတယ်။သူတို့နှစ်ယောက်ကတော့တခြားသူမဟုတ်ပဲငညွနဲ့အောင်ဖေတို့ဖြစ်ပါတယ်။ငညွကဓမီကိုကိုင်လို့ သူ့ရဲ့အနောက်မှာပါလာတဲ့အောင်ဖေကိုစကားဆိုလိုက်တယ်။အောင်ဖေငါတို့ကဘယ်နောက်သွားအောင်မလုပ်ကွ။ကြောက်ဖြာနားတယ်လေ။အဲ့ဒါဆိုတောင်ချေရ60ပဲနေမှာပေါ့။အခါတွင်းဆောင်ဖွက်တဲ့နေရာဖြစ်မယ်။အေးအေးကြောက်ဖြာဆိုလို့အဲ့နားလေးပဲရှိအောင်မဟုတ်လား။ဟုတ်တယ်လေကွာ။မင်းတော့မသိဘူး။ငါတော့တိောက်သေးဆိုမလာရဲဘူးငါကောင်ရ။ငါလည်းမင်းပါလို့လာရဲတာလေကွာ။ပြောလောက်တတိယရှိအောင်မဟုတ်ဘူး။ ူတို့နှစ်ယောက်စကားတပြိုပြိုနဲ့ဖျားကုန်းတောင်ချီမှာရှိတဲ့ချောင်းဥဆက်လေးကိုလမ်းလျှောက်သွားနေတယ်။သူတို့နှစ်ယောက်ကအတော်စိတ်လုံရှားနေတယ်။အဲ့နောက်မှာတော့စကားမပြောဘဲတရိပ်ကြတာကြောင့်လာရောက်မရှိတဲ့ချောင်းရိုးလမ်းလေးအတိုင်းဓမြူထိုးပြီးသွားလိုက်လိမ့်တယ်။ချောင်းကြီးကဒူးလောက်သာရှိပြီးကြောက်အိုဖျားကုန်းရဲ့အောက်ချီမှာရစ်ပတ်ပြီးစစ်စစ်နေလိမ့်တယ်။သူတို့နှစ်ယောက်ချောင်းရိုးအထက်ဖျားကိုသွားလိုက်တော့ညမကြခဲ့အချိန်မှာလာရောက်ကြောက်ရောက်နေတဲ့ကြောက်ဖြာကြီးကိုမြင်တွေ့လိုက်ရတယ်။ ိတ်လိုမြင်တွေ့လိုက်ရတာနဲ့အောက်ဖိန်နဲ့ငညွန့်နှုတ်ရဲ့နှလုံးခုန်တံတွေကတယောက်နဲ့တယောက်ကြားရတဲ့အထိကျဲလောင်လာသလားထင်ရလောက်ပြီတယ်။အောက်ဖိန်မင်းကြောက်နေရလား။ကြောက်တာလည်းမဟုတ်ဘူးကွ။တမျိုးတော့တမျိုးကြီးပဲ။လာကွာသွားကြတာပေါ့။သေလဲအဖို့ရှိတာပဲ။သေပြောပါရကွာ။မင်းနဲ့ငါလည်းတော်တော်ရေဆက်ဆုံနေကွာ။အေးကွာ။သင်းကလောက်တာတော့သင်းတိုင်းတယောက်တည်းမှာပဲဆုံးရတယ်လို့အေး တို့တွေမိမတယောက်ထဲတော့နှစ်ယောက်မอยู่ရတော့ပါအောင်နော်ပြောလို့မရအောင်ကမင်းကြိုက်နေတဲ့နှွေမငါ့ကိုကြည့်ကြည့်နေရနော်မင်းကိုကြည့်နေတာအင်နာဂျီတူးခိုင်းမလို့နေမှာပေါ့ခွီးမင်းကတော့ပောက်ကြရပြောရမယ်ငါကမင်းထက်ကြည့်ကောင်းလို့ကြည့်တာနေမှာပေါ့သူတို့နှစ်ယောက်ကြောက်စိတ်ပြေလို့ပြညာတခြားသောအเจ้าယောက်တွေကိုပြောဆိုပြီးတော့ကြောက်ဖြာစီကိုသွားလိုက်ကြလေတယ်လာရောက်စမ်းထားတဲ့ကြောက်ဖြာပေါ်မှာအောင်ဖေးနဲ့ငညွန့်တို့ထိုင်နေကြတယ် သူတို့ဘာစကားမှမပြောဘဲတစုံတစ်ခုစောင့်မျှော်နေတယ်။သူတို့နှစ်ယောက်မျှော်နေတဲ့အရာ တာတီကြီးပဲ။သူတို့နှစ်ယောက်မျှော်နေတဲ့အရာတာတီကြီးပဲဖြစ်ပါတယ်။အချိန်တန်ကြာပေမဲ့ထူးခြားတဲ့အရေးရောင်ပေါ်မလာဘူး။ဒါကြောင့်ငညို့ဟာစတင်ပြီးစကားဆုတ်လာတယ်။အော်မေတာတီကြီးကငါတို့ကိုပုံမြင်ပြောသွားတာလား။ဒါမှမဟုတ်မင်းနဲ့ငါပဲစိတ်ကူးရင်နေတာလားမသိတော့ပါဘူးကွာ။ ငါတို့ကအလုပ်တွေကိုညင်းငွေပြီးအတွေးလို့နေတာပဲဖြစ်မယ်ကွာထူတော့ထူစမ်းနေကဲကဲကဲဒီမှာအချိန်ဖြုန်းတာတော်သင့်ပြီမနေ့ကျလည်းအစိုးရထပြီးထည့်ထိုးရအောင်မယ်ပြန်ကြတာပေါ့အောင်ဘေးနဲ့မောင်ညွန်းတို့အချိန်တော်ကြအောင်စောင့်ဆိုင်နေပြီမဲ့တာတေကြီးရောက်မလာလို့ကြောက်ဖြာပေါ်ထာနီယာကမတည့်ရက်ပြီးလာရလမ်းအတိုင်းပြန်ကြလိမ့်တယ်ကြောက်ဖြာနဲ့မှလမကန်ရောက်တာနဲ့သူတို့ရဲ့အနောက်ကနေအတန်တန်ထွက်ပေါ်လာခဲ့တယ်ဟေ့အောင်နေပြန်ကြတော့မလို့လားကွာ ဒီတဲ့ကြောင့်အော်ဖိန်နဲ့ငညွန်းအနောက်ကိုလှည့်ကြည့်လိုက်တော့သူတို့ခါထောက်ပြီးကြည့်နေတဲ့တာတေကြီးကိုတွေ့ရတယ်။တာတေကြီးကလရောက်ထုံလင်းနေတဲ့ကြောက်ရွံ့ပေါ်မှာခါထောက်ပြီးမတည့်ရလွနေတယ်။သူ့ရဲ့ပုံစံအတိုင်းအပေါ်ပိုင်းဖလာကျင်းထားပြီးတော့ပစို့ကောင်မြောက်ကြိုက်ထားကရှုပ်ပွားနေတဲ့ဇမီရှင်နဲ့ဖြစ်ပြီးတော့အဆွဲနဲ့ချောင်းကလည်းအပြုံကိုငေါထွက်နေတယ်။မျက်လုံးတွေကလည်းရဲရဲနေနေတယ်။အောက်ဘင်းနဲ့ငညော့ဒီရုပ်သွင်ကိုနောက်တစ်ချိန်ထပ်မံမြင်တွေ့ရတဲ့အတွက်ထိတ်လန့်လွနေတယ်။ အဲ့နောက်တာတေကြီးကသူ့ကိုနောက်တစ်ချိန်ခေါ်ပြန်တယ်။ဟေ့အောင်လေဘာတွေကြောက်နေရလဲ။လာခဲ့ကြလေ။ဟုတ်ဟုတ်ကဲ့။နောက်တစ်ချိန်ခေါ်လိုက်တဲ့အခါကျမှသူ့တို့နှစ်ယောက်တတိပြတ်ဝင်လာပြီ။တာတေကြီးရက်နေတဲ့ကြောက်ဖြာအဆုံနောက်မှာသွားထန်လိုက်ကြတယ်။သူ့တို့နှစ်ယောက်တာတေကြီးကိုတေချာမကြည့်ဝဲ။ဒီနောက်မှာတော့တာတေကြီးကနောက်ထပ်စကားဆိုလာတယ်။မင်းတို့နှစ်ယောက်ငါ့ကိုမကြောက်ပါနဲ့ကွ။မင်းတို့နှစ်ယောက်နဲ့ကငါပထန်းဆက်ရှိတယ်ထင်တယ်။ငါရံမပြုတ်ပါဘူး။ ဟုတ်ဟုတ်ကဲ့ကဲလူရဲတို့ရှင်းမယ်ပြောမယ်မင်းတို့ချမ်းသာခြင်းကြလားတာဒီကြီးရဲ့အမေကြောင့်ငညွန့်နဲ့အောင်ဖီတို့တယောက်မျက်နှာတယောက်ပြက်ကြည့်လိုက်ကြတယ်။သူတို့အနေနဲ့အဲ့ဒီလို ကြည့်လိုက်ရခြင်းကဒီ ਉ မလာခင် ပြောခဲ့တဲ့စကားတွေမှန်နေပြီဆိုတဲ့သဘောနဲ့ဖြစ်ပါတယ်။ဒီနောက်မှာတော့အောင်ဖီနဲ့ငညွန့်တို့ဥကောင်းကိုညှိပြပြီးခတ်သက်သက်ဖြစ်လိုက်တယ်။ချမ်းသာခြင်းပါတယ်။အေးအဲ့ဒါဆိုဟန်ကြတာပဲ။မင်းတို့ခဏဆောက် ငါဆက်ဟောသွားခေါ်လာအောင်မယ်။တာဒီကြီးကအဲ့လိုပြောပြီးကြောက်ပြပွားနေတဲ့စစ်ချောင်းရုပ်ကဘာစီကို တက်ရောက်ပြီးထွက်သွားလိမ့်တယ်။တာဒီကြီးထွက်သွားတဲ့အခါကျမှငညို့ကအောက်ဖေးအနားကပ်ပြီးစကားတိုးတိုးဆိုလိမ့်တယ်။အောက်ဖေးသူ့မှာဆရာရှိသေးတယ်ဆိုပဲကွာ။ငါတော့ကြောချက်နေပြီ။အေးငါလည်းအတူတူပဲ။သူတော်ဒီလောက်ကြောက်စရာကောင်းနေတာ။သူ့ဆရာဆိုရင်ဘယ်လောက်များကြောက်စရာကောင်းနေလိမ့်မလဲမသိဘူး။ ချမ်းသာခြင်းနဲ့လို့တော့ပြောပြီးပြီကွာနောက်ဘာတွေဆက်ပြစ်မလဲတော့မသိဘူးသူတို့နေရာကိုဒီမြတာပြောပြီးတာတီကြီးနဲ့ဆရာဖြစ်သူတို့အလားကိုစောင့်ဆိုင်းနေတယ်များမကြတဲ့အချိန်မှာတော့ချောက်ရိုးကဘာရအတိုင်းတာတီကြီးဆင်းလာတာကို တွေ့ရပြီကြောက်ဖြောက်ပေါ်မှာဒူးထောက်ထားနေတယ်တာတီကြီးကဒူးထောက်ထားနေရင်ကအော်ဖီရိုနှစ်ယောက်ကိုကြည့်လာပြီဟိအောင်နေဒူးထောက်ပြီးခေါင်းငုံနေနော်မော်ဘိုးဆိုမှငှက်ဆရာကိုမော်ကြည့်ကြကြလား ူမော်ဘိုးလုံးမပြောဘဲကြည့်လို့တော့နွင်းတို့ဇက်ပြက်ပြီသားမှတ်ဟုတ်ကဲ့ဒါဒီကြီးရဲ့စကားကြောင့်အောင်ဖိနဲ့ငညွန်းတို့ပြပြတလဲဒူးထောက်ပြီးခေါင်းကုန်ထားလိုက်တယ်။များမကြတဲ့အချိန်မှာတော့အလင်းရောင်တချို့ထွက်ပေါ်လာပြီးလူတယောက်ရဲ့အတန်ကိုကြားလိုက်ရတယ်။ကဲကဲမော်ဖိုးကြစီကွယ်အဲ့လူကလေးတန်အေးအေးနဲ့ပြောနေတယ်ဆိုပေမဲ့အောင်ဖိနဲ့ငညွန်းကဒူးထောက်ပြီးခေါင်းကုန်လျက်တာနေနေတယ်။ဒီကဒါဒီကြီးကသူ့ရဲ့အတက်အော်ကြီးနဲ့ တို့နှစ်ယောက်ကိုတရိပ်ပေးလာတယ်။ဟေးအောင်နေခေါင်းမလို့ရပြီကွာ။ဟုတ်ဟုတ်ကဲ့။ငညွန်းနဲ့အောင်ပြားတာတေကြီးစကားဆုံးတာနဲ့တို့ရဲ့ဥကောင်းကိုမော်ကြည့်လိုက်တော့တို့နှစ်ယောက်ရဲ့အရှိမမတည့်ရက်ပြီးလက်ပတ်နေတဲ့တို့ထက်အနှဲငယ်သာအသက်ကြီးနိုင်တဲ့လူရွယ်တစ်ယောက်ကိုတွေ့ရတယ်။အဲ့ဒီလူကြီးကပိုသားအင်းကြီးကွက်ထောက်တောက်ရှိပစိုးကိုဝစ်စင်ပြီးပိုးပေါ်တထဲကိုခေါင်းမှဆီထားတယ်။သူ့ကိုကနေလဲအနှဲငယ်သောအရာဝါတို့ထွန်းလင်းနေတယ်။ ဒီပုပ်ကအောင်ဖင်းနဲ့ငညို့ကိုကြည့်ပြီမောင်မင်းတို့ကချမ်းသာခြင်းနဲ့လားဟုတ်ကဲ့ချမ်းသာခြင်းပါတယ်ဗျအောင်ဖေကထူဆန်းတဲ့ပုပ်ကိုအဲ့ဒီလိုပြောလို့တော့တာတေကြီးကကမန်းကနဟတ်တားလိုက်တယ်ဟေ့ကောင်ဟုတ်ကဲ့ပါလို့မပြောရဘူးကွာမမကိုတော်လေးလို့ပြောရတယ်ကိုတော်လေးကျွန်တော်မျိုးဒီငမိုက်သားတွေကိုစားတောင်းမှမှာလေခွက်လို့ပြပါတာတေကြီးကသူ့ရဲ့ကျင်းတဲ့နဲ့ရုပ်ရည်နဲ့မလိုက်ဖက်စွာယူကျွလွန်းလာတယ် သူ့ရဲ့အရှိသခင်ဖြစ်သူအဝဲတော်ခါရတောင်းမလိုက်တဲ့အခါကိုတော်လေးလိုနှစားတော့တဲ့ထူးဆန်းတဲ့ပုဂ္ဂိုလ်ဟာတာတေကြီးကိုလက်ကပြပြီးတာတေစိတ်မပူနဲ့ငါကိုတော်ခွန့်လို့တယ်သူတို့တွေကတာမန်လူသားတွေပဲမဟုတ်ဘွေမယူတင်စိုးရင်မနေနဲ့စိတ်အေးအေးထားတာတေကြီးကအောက်ဘိနဲ့ငညွတ်ဒုက္ခရောက်မှကိုလိုလားပုံမရဒါကြောင့်သူတို့နှစ်ဦးကိုအမှားမရှိလျာအမြဲစောင့်ကြည့်နေတယ်အဲဒီနောက်မှာတော့ကိုတော်လေးဟာအောက်ဘိတို့နှစ်ယောက်ကိုကြည့်ပြီး သူ့ရဲ့စကားကိုပြန်ဆက်လိုက်တယ်။မောင်မင်းတို့ချမ်းသာအောင်လုပ်ပေးဖို့ကငါကိုရောအတွက်မခက်ခဲပေဘူး။ဒါပေမဲ့မောင်မင်းတို့ကလည်းငါကိုရောရဲ့အကျိုးကိုတည်ဖို့ပြရမယ်။ကျုပ်တို့ကဘာလို့ပြရမှာလဲခမ။မောင်မင်းတို့လုပ်ပြရမှာတခြားမဟုတ်ဘူး။ကိုရောရဲ့တပည့်ဖြစ်နေပေးဖို့ပဲ။ဗျာကျုပ်တို့ကဒီမှာနေရမှာလား။မဟုတ်ပါဘူး။မောင်မင်းတို့ကြိုက်တဲ့ရွာကြိုက်တဲ့မြို့မှာနေနိုင်တယ်။ငါကိုရောခန်းစရာရှိရင်တော့ မောင်မင်းတို့ငါ့ရဲ့ကျွန်တော်တွေနဲ့အခေါ်လွတ်မယ်ကွ။ကိုရော်ရဲ့စကားကြောင့်အောင်ဖင်နဲ့ငညွန်းတို့ဟာတယောက်မျက်နှာတယောက်ကြည့်မိတယ်။သူတို့နဲ့အချင်းချင်းပြန်ကြည့်တဲ့အကြည့်ရဲ့အတိတ်ပဲကိုသိတဲ့ကိုရော်လေးကတစ်ချက်ပြုံးပြီးစကားဆက်လေတယ်။မောင်မင်းတို့အမဲခေါ်မှာစိုးရိမ်နေတဲ့ထင်မရဲ့စိတ်မပူပါနဲ့။ကိုရော်ကမောင်မင်းတို့အမဲစိတ်မခေါ်ဘူး။လူအသက်နဲ့ဆယ်နှစ်ကြာမှတကြိမ်စစ်ကုန်မှာပါအဲ့ထက်ပိုကြရင်လဲကြာနိုင်မယ် မောင်မင်းတို့နဲ့တင့်လျော်တဲ့အလုပ်မပေါ်သေး၍ကိုတော့မခုံစိတ်ရှည်စွာရှင်းပြနေတဲ့ကိုတော့ဆိုတဲ့လူကြောင့်အောင်ဖိန်နဲ့ငညွန်းတို့ဟာတာမြင်မထားပဲတပြိုင်နက်တည်းလက်ခံလိုက်ကြတယ်ကျုပ်တို့လုံပါမယ်ကောင်းပြီစွာအဲ့တော့ကိုတော့ဒီဘက်တွေဖြစ်ပြီဆိုတော့ချမ်းသာဘုရားပူမနေနဲ့တော့ကဲတတဲ့ငါကိုတော့ရဲ့တပည့်လက်သားနှစ်ယောက်ကိုရွှေအိုးတယောက်တူစီလက်ဆောင်ပေးလိုက်စမ်းခွဲ့မှန်လားပါကိုတော့လေးတတဲ့ကြီးက ကိုတော်ဆိုတဲ့ပုဂ္ဂိုလ်ဦးချကတော့ပြီးနောက်ခြောက်ရုပ်ကဘာရံပေါ်ကိုတက်သွားလိမ့်တယ်။အဲဒီနောက်မှာတော့ကိုတော်လေးကအောင်ဖေးနဲ့ငညွန့်တို့နှစ်ယောက်ကိုတစ္ဆာဆုခိုင်းတယ်။ဆုခိုင်းတဲ့တစ္ဆာကတော့သူ့ရဲ့စိတ်ခိုင်းမှုကိုညင်းကွယ်ရေးဆွေ80အသေးဆိုးနဲ့တရမယ်ဆိုတဲ့စကားပဲဖြစ်ပါတယ်။ငညွန့်နဲ့အောင်ဖေးလည်းရွှေအိုတယောက်တူရတော့မှာမို့ကိုတော်ဆုခိုင်းတဲ့တစ္ဆာစကားအတိုင်းဆိုကြတယ်။သူတို့နှစ်ယောက်တစ္ဆာဆုပြီးတဲ့အချိန်မှာတော့ တာတီတယောက်ရှေအိုးနှလုံးကိုလက်တစ်ဖက်စီဆွဲလို့ပြက်လာပြီးငညုနဲ့အောက်ဖျော်တယောက်တို့အိုးစီပေးလိုက်လေတယ်။အဲဒီနောက်မှာတော့တာတီနဲ့ကိုရော်လီဟာချောင်းရုပ်ကဘာရံပုတ်ကိုတက်ရောက်ပြီးပြောက်ကွယ်သွားခဲ့ပါတော့တယ်။ပရိသတ်များရှေ့ဘိုးတော်ပင်နဲ့ကြောက်အိုးဖျားကုန်းဇလန်းအပိုင်တိကတော့ဒီလောက်ပါပဲနော်။နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူဦးချင်းစီကိုခြေစုပ်ထူပဲတည်ရှိသလိုစာရေးဆရာမောင်တေဆန်းကိုလည်းခြေစုပ်ထူပဲတည်ရှိပါတယ်ရှေ့။ ဒီဇလာလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမချင်းတွေကိုအစဉ်ထာဝရပတ်စားနိုင်ကြပါစေရှင်။